မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘားလ24ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်ကြားဖြန့် update သတင်းကတော့ကရင်ပြည်နယ်မြရီမြို့နယ် KK ဘက်ကနေပြီးတော့မဲဆောင်မြို့ကိုထွက်ပြေးသွားတဲ့နိုင်ငံသားအရေးအတွက်ဟာ1049ဦးအထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့အော်တိုဘားလ24ရက်နေ့မှာကြားဖြတ်လိန်လေသူများအဖြစ်နဲ့လုတ်ကင်နေတယ်လို့တန်တရားရှိတယ်နိုင်ငံသားသားတထောင်ကျော်ဟာမဲဆောက်ခရိုင်နယ်ကိုနေဆက်ဖြတ်ကျော်ပြီးတော့ထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်ထွက်ပြေးသူတွေထဲမှာအိန္ဒိယနိုင်ငံသား369ဦးတရုတ်နိုင်ငံသား149ဦးတို့ပါဝင်တယ်လို့ပြောပါတယ်ထွက်ပြေးလာသူများထဲမှာ VNM ဖိလစ်ပိုင်အီသီယိုးပီးယားပါကစ္စတန်အင်ဒိုနီးရှားနီပေါနဲ့တကမ္ဘာလုံးမှာရှိတဲ့နိုင်ငံအသီးသီးကနိုင်ငံခြားသားများပါဝင်ပြီးတော့ထိုင်းနိုင်ငံသား32ဦးလည်းပါဝင်တယ်လို့သိရပါဗါးထိုင်းအာဏာပိုင်များကထွက်ပြေးလာသူများရဲ့ မှတ်ပုံတင်ခြင်းကိုရေးအချက်လက်များကိုစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီးတော့ထွက်ပြေးလာသူများကိုထိုင်းနိုင်ငံရဲ့တရားဥပဒေအရအရေးယူမှုများကိုလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်။ကနဦးစစ်ဆေးမှုများအရဖမ်းဆီးခံရတဲ့သူတွေထဲမှာနိုင်ငံကူးလက်မှတ်မရှိတဲ့အသက်20ကနေအသက်45နှစ်ကြားမှာရှိတဲ့တရုတ်နိုင်ငံသားတွေပါဝင်ကြောင်းသိရပါတယ်။လက်ပွေရာနဲ့ကိုရီးအချင်းများစီစစ်မှုအရနိုင်ငံသားများဟာရာဇဝတ်မှုမှတ်တမ်းများရှိနေတယ်လို့သိရပါတယ် ်ထွက်ပြေးလာသူတွေထဲမှာ VNM အင်ဒိုနီးရှားပါကစ္စတန်နဲ့ဖိလစ်ပိုင်နိုင်ငံသားများပါဝင်ပြီးတော့၎င်းတို့အားလုံးကိုတရားဥပဒေအရတရားစွဲဆိုရန်အတွာထိုင်းအာဏာပိုင်များကဖမ်းဆီးထိန်းသိမ်းထားမှာဖြစ်တယ်လို့သိရပါတယ်ထိုင်းအာဏာပိုင်များကနေဆက်ဖြတ်ကျော်ဝင်ရောက်လာတဲ့ရွှေပြောင်းလာသူများအားလုံးအတွာအစားအစာတောက်ရည်နဲ့ဈေးဝါများအပါအဝင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများပေးအပ်နေတယ်လို့ပြောပါတယ်ရာဇဝတ်မှုမှတ်တမ်းရှိတဲ့သူတွေကိုဖော်ထုတ်ရန်နဲ့လိမ့်လေလေပြားသူများအဖြစ်နဲ့အတင်းအကျပ်လောက်ကန်ရန်အတင်းအကျပ်စေခိုင်းခံခဲ့ရတယ် လူကုန်ကူးခံရသူများကိုလည်းခွဲခြားရန်တေချာစွာစစ်ဆေးနေတယ်လို့ပြောပါတယ်။ဒါအပြင် မနေ့ကတောင်ရင်းမြစ်ကိုဖျက်ပြေးလာတဲ့တရုတ်နိုင်ငံသားတချို့အပါအဝင်နိုင်ငံသားများဟာမြေအတွင်းမှာရေနဲ့မျောပါသွားပြီးတော့ရေနဲ့တိတ်ဆုံးကဒီကနေ့အလောင်းတွေပြန်ပေါ်လာတယ်လို့ပြောပါရယ်လက်တလောရေနဲ့တိတ်ဆုံးသူ၃ဦးရှိပြီးတော့အလောင်းများကိုလည်းရရှိထားတယ်လို့ထိုင်းမြန်မာနယ်စပ်သတင်းရင်းမြစ်ကပြောပါရယ်ဒါအပြင် BGF ရဲ့ဦးစီးမှုနဲ့စီကားနေတဲ့ KK Park ဟာကားများဆိုင်ကယ်များအဖို့တန်ပစ္စည်းများစွာကျန်ရစ်ခဲ့ပြီးတော့လူတို့မရှိတဲ့မြို့ပြကြီးအလားအဆောက်အအုံများစွာနဲ့၆ကတ်သွားခဲ့တယ်လို့နယ်စပ်သတင်းရင်းမြစ်များထံကသိ ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်မြောက်ရီမြို့နယ်မှာကြားဖြတ်လုပ်ငန်းများကိုစတင်ပြီးတော့ထူထောင်ခဲ့တဲ့ရထိုက်ကုမ္ပဏီလေးဖြစ် BGF ခေါင်းဆောင်စောချစ်သူရဲ့သူ့ရဲ့ပထွေးလိုကိုးကွယ်နေတဲ့သူရှီစီချန်းကိုထိုင်းအစိုးရကတရုတ်နိုင်ငံကိုရာဇဝတ်မှုများစွာရဲ့အလို့ရှိသောတရားခဏ်အဖြစ်နဲ့လွှဲပြောင်းပေးတော့မယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်အကြမ်းဖက်စစ်ခွေးတက်ရဲ့လက်အောက်ခံ ကရင်နယ်ခြားဆောင်တပ် BGF ခေါင်းဆောင်စောချစ်သူရဲ့စီးပွားရေးမိဖက်ရွှေကုတ်ကိုမြို့တက်ကိုစတင်တီထောင်ခဲ့သူရထိုက်ကုမ္ပဏီပိုင်ရှင်နဲ့ကြားဖြန့်ဂိုင်းခေါင်းဆောင်ရှီစီချန်းကို2022ခုနှစ်မှာထိုင်းအစိုးရကဗန်ကောက်မြို့မှာဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရှီစီချန်းကိုထိုင်းအစိုးရကအွန်လိုင်းငွေလိမ်ကြားဖြန့်လုပ်ငန်းများနဲ့လောင်းကစားအမှုများကြောင့်ဖမ်းဆီးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ရှီစီချန်းကိုထိုင်းအစိုးရကတရုတ်နိုင်ငံကိုလွှဲပြောင်းပေးရန်အတွက်အခြေခံဥပဒေနဲ့ညီမညီအခြေခံဥပဒေခုံရုံးရဲ့ဆုံးဖြတ်ချက်ကိုစောင့် ိုင်းနေခဲ့ခြင်းဖြစ်ပြီးတော့ယခုအခါထိုင်းအခြေခံဥပဒေခုံရုံးကအခြေခံဥပဒေနဲ့ညီညွတ်ကြောင်းဆုံးဖြတ်လိုက်တယ်လို့သိရပါဗျ။ CC ချမ်းမှာတရုတ်နိုင်ငံမှာလောင်ကစားနဲ့ရာဇဝဲဂိုင်းများကိုထူထောင်ခဲ့ပြီးတော့ထွက်ပြေးလာသူဖြစ်ကကမ်ဘောဒီးယားနိုင်ငံသားအဖြစ်လဲခံယူထားသူဖြစ်တယ်လို့သိရပါဗျ။ CC ချမ်းကိုတရုတ်အစိုးရကအလိုရှိနေပြီးတော့ CC ချမ်းကိုအွန်လိုင်းငွေလိမ်မှုလူကုန်ကူးမှုငွေကြေးခွာချမှုများအပါအဝင် ရာဇဝဲမှုများစွာနဲ့တရုတ်အစိုးရကအလိုရှိနေခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အာနာသိန်းစစ်ခွေးတပ်ကကျင်းပမယ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်မဲ့တိုင်းသာစီလုံးညီညွတ်ရေးပါတီလွတ်တော်ကိုယ်စားလှယ်လောင်းကိုရိုက်နှက်ခဲ့တယ်။၎င်းရဲ့ခင်ပွန်းဖြစ်သူကိုတိုက်ကြီးမြို့နယ်အုတ်ကန်နေမြေရဲစခန်းကရွေးကောက်ပွဲဥဒေနဲ့အမှုဖွင့်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုက်ကြီးမြို့နယ်အုံးမင်စုချေးရွာမှာတာဆညပါတီလွတ်တော်ကိုယ်စားလှယ်လောင်းဒေါ်လေးလေးမြင့်ကိုသူ့ရဲ့ယောက်ျားဖြစ်သူကိုကျော်လင်းထုံးကရိုက်နှက်ခဲ့ပြီးတော့ရွေးကောက်ပွဲကနေနှုတ်ထွက်ခြင်းမပြုပါက တတ်ပြစ်မယ်ဆိုပြီးတော့ချင်းချောက်လာတဲ့အတွက်ကြောင့်ရဲတွေကဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒေသခံတယောက်ကသူ့ယောက်ျားကိုအရက်ထဲကဂဏန်းလို့ခေါ်ပါတယ်။လက်ဆော့လက်နာရှိတယ်။သူ့မိန်းမကိုရွေးကောက်ပွဲမဝင်ဖို့အချင်းချင်းသတိပေးတယ်။အဲ့ဒါကိုမရဘူး။နာမည်စင်းလဲပါလဲပါလာရောအိမ်မှာမိန်းမကိုကောင်းကောင်းရိုက်တော့တာပဲ။ရွေးကောက်ပွဲကနေထွက်ဖို့ပြောတယ်။မထွက်နင်းကိုတတ်ပြစ်မယ်ဆိုပြီးပြောလို့မိန်းမကရဲစခန်းတိုင်လိုက်တာအဖမ်းခံလိုက်ရပါလေရောဗျာလို့ပြောပြထားပါဗျ။ အော်တိုဘားလာ၁၈ရက်နေ့ကမိမဖြစ်သူရဲ့တိုင်ကြားချက်ကြောင့်ကိုကျော်လင်းထုံးခေါ်ကနန်းကိုအုတ်ကန်နေမြေရဲစခန်းက ပအမှတ်49မြင်းဆောင်2025ရွေးကဥပဒေပုံမှန်24ကကြီးနဲ့အမှုဖွင့်ထားတယ်လို့အုပ်ချုပ်ရေးနဲ့နီးစပ်သူတို့ကပြောပြထားပါဗျ။ရွေးကောက်ပွဲနီးလာတာနဲ့အမျှဒီလိုပြဿနာတွေဖြစ်နေမှာပဲ။တချို့ဆိုရင်မိဘကရွေးကောက်ပွဲဝင်လို့သားသမီးကအိမ်ပေါ်ကရှက်ပြီးတော့ဆင်းသွားတာမိသားစုကယုံပြီးတော့စကားမပြောတော့တာဇွေမျိုးတွေကစောက်ဖက်မလုပ်တာတွေရှိတယ်။လူတိုင်းသူခံစားချက်နဲ့သူပေါ့။တချို့ကလည်းအာနာသိန်းစစ်ခွေးအုပ်စုကလုပ်တဲ့ရွေးကောက်ပွဲမှာဝင်ပြိုင်တော့ရှက်တာလဲပါတာပေါ့လို့ပြောပြထားပါဗျ။စစ်ခွေးအုပ်စုကအော်တိုဘားလာ 3ရက်နေ့အထိထုတ်ပြန်ချက်အရရွေးကောက်ပွဲဥတည်နဲ့အမှုဖွင့်ခံထားရသူ64ယောက်ရှိတယ်လို့သိရပါတယ်။ပထမဦးဆုံးရွေးကောက်ပွဲဥတည်ပုံမှန်32ကကြီးနဲ့ဈေးဥပေါက်အမှုဖွင့်ခံလိုက်ရတဲ့တောင်ကြီးမျိုးကကိုနေသွေးကိုစက်တင်ဘာလ9ရက်နေ့မှာစစ်ကောင်စီကထောင်ဒဏ်9နှစ်ချမှတ်ခဲ့ပါတယ်။အာနာသိန်းစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုယောင်ရွေးကောက်ပွဲဖြစ်တယ်လို့အန်ယူဂျီနဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ချင်းပြည်နယ်ကံပတ်လက်မြို့မှာကျင်းပနေတဲ့မင်္ဂလာဆောင်ပွဲတစ်ခုကိုအကြမ်းဖက်စစ်ခွေးတပ်ကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာ CDF ကံပတ်လက်ကရဲမေတအုပ်အပအဝင်ပြည်သူ၃ဦးသေဆုံးခဲ့ပြီးတော့အများပြားဒဏ်ရာရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့အော်တိုဘားလ24ရက်နေ့မနေ့9:20မိနစ်အချိန်မှာကမ်ပတ်လက်မျိုး10မိုင်ဂုံးမှာကျင်းပတဲ့မင်္ဂလာဆောင်ပွဲတစ်ခုကိုနေပြည်တော်ကနေတက်လာတဲ့ Jet Fighter တစ်စီးနဲ့ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့ရာရဲမေတအုံးနဲ့ပြည်သူနှအူစုစုပေါင်း3ဦးသေဆုံးခဲ့ပြီးတော့အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ရဲမေတယောက်နဲ့ပြည်သူနှစ်ယောက်သေတယ်လို့လောလောဆယ်တော့သတင်းရထားတယ်။ဒဏ်ရာရတာတွေလည်းများတယ်။အတိအကျတော့ပြောလို့မရသေးဘူးလို့ဒေသနေပြည်သူတို့ကပြောပြထားပါဗျ။အလားတူပဲဒီကနေ့အော်တိုဘားလ24ရက်နေ့မနေ့ပိုင်းကနမ်မောင်မြို့နယ်အရှိ ချမ်းကိုအချမ်းမစစ်တပ်က Jet Fighter နဲ့နှစ်ချိန်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။မနေ့ကအော်တိုဘားလ23ရက်နေ့ကလည်းနမောင်မြို့နယ်အရှိချမ်းကြောအိုးကြီးရွာကိုအချမ်းမစစ်တပ်ကစက်တပ်လေထီပါရာမော်တာနဲ့ဘုံးကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။အချမ်းမစစ်ခွေးတပ်ကပြည်သူလူထုကိုပြစ်မှတ်ထားကလေချောင်းကနေဘုံးကျဲတိုက်ခိုက်လျက်ရှိတဲ့အတွက်ကြောင့်မိဘပြည်သူများအနေနဲ့လူစုလူဝေးပြုလုပ်ခြင်းကိုရှောင်ကြဉ်ကြရန် လေချောင်းရံကကွယ်ဆိုင်ရာသတိပေးချက်များကိုလိုက်နာပေးကြပါရန်နဲ့ဘုတ်ခုချင်းများခိုင်ခိုင်မာမာတူးထားကြရန်တော်လိုင်းအဖွဲ့များကတိုက်တွန်းထားပါရယ်အလားတူပဲမနေ့ညက7:46မိနစ်ကနေ7:55မိနစ်အချိန်ထိစစ်ခွေးတပ်ကရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့နမ်မတူမြို့ကိုလေရင်နဲ့ဘုံလေးချိန်ကျဲချသွားတယ်လို့ DNL ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကျင်တာလေးကတော့ နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကို အစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာ နေ့စဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းဝမ်ဝင်းမြို့နယ်မှာရှိတဲ့ကျေးရွာ၃ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်းအောင်စီးနှင်းပြီးတော့လူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကအော်တိုဘားလ23ရက်နေ့မှာဝမ်ဝင်းမြို့နယ်မှာရှိတဲ့ကြေးရွာ3ရွာကိုဝင်ရောက်ပြီးတော့အချမ်းမဲ့စစ်ခွေးတပ်ကလူငယ်5ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။ပေါ်တာဆွဲဖမ်းဆီးခံရသူများဟာကံပက်လက်ကြေးရွာကလူငယ်1ဦး၊အင်းကုန်းကြေးရွာကလူငယ်1ဦးနဲ့ကျောင်းကုန်းကြေးရွာကလူငယ်2ဦးလို့ဖြစ်တယ်လို့သိရပါဗျ။ဖမ်းဆီးခံတဲ့လူငယ်များဟာအသက်18နှစ်ကနေ35နှစ်အတွင်းရှိတယ်လို့သိရပါဗျ။ဝမ်ဝင်းမြို့နယ်အနောက်ပိုင်းအင်းကုန်းရွာက1ဦး၊ကံပက်လက်က2ဦး၊စုစုပေါင်း3ဦးကိုတော့ မင်းတို့ပြန်ရွေးချင်ပတ်စံနဲ့ရွေးဆိုပြီးစစ်တပ်က350တောင်းပါတယ်အဲ့ဒီမှာတယောက်ကို72သိန်းနဲ့ပြန်ရလာတယ်နောက်ထပ်တော့အရွေးမခံတော့ဘူးလို့ Voice of One Wing ကတောင်းရှိသူကရှင်းပြထားပါတယ်အလားတူပဲအော်တိုဘာလ9ရက်နေ့ကလည်း One Wing မြို့နယ်မှာရှိတဲ့ကျင်းရွာကလူငယ်တအူဟိုကုန်းရွာကလူငယ်တအုံးနဲ့အိုင်းသာရွာနန်းနန်းရွာတို့ကလူငယ်တအုံးကိုလဲစစ်ခွေးတက်ကပေါ်တာဆွဲဖမ်းဆီးခဲ့ကြအောင်တရင်ရရှိပါတယ်ခမောင်း အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချက်ပဲစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ